ကောသလတိုင်းကြီးဆိုတာရှိတယ်ပေါ့အဲ့ဒီကောသလတိုင်းမှာမြတ်စွာဘုရားရဟန်းတော်တွေနဲ့ခရီးတေသစာတွေကြွတယ်ခရီးတေသစာတွေကြွတော့လမ်းမှာဘာတွေ့လဲလို့ဆိုရှင်တောအုပ်ကြီးတစ်ခုအဲ့ဒီတောအုပ်ကြီးကအင်ဂျင်ပင်တွေနဲ့အများပြားရှိတယ်အင်ဂျင်တော်ကြီး ဲ့အင်ဂျင်တော်ကြီးတဲ့ရောက်တဲ့အခါကျတော့မြတ်စွာဘုရားကလမ်းကနေခဏရန်နာတဲ့အနေနဲ့လမ်းကြောင်းကနေပြီးဆင်းပြီးတော့အဲ့ဒီအင်ဂျင်တော်ကြီးကိုကြည့်ပြီးတော့မြတ်စွာဘုရားကရုတ်တရက်ပြုံးလိုက်တယ်ဘုရားဆိုတာအမြဲတမ်းမျက်နှာကဒီဒီတက်နေတာပြုံးတယ်ဆိုတော့ ဘုန်းကြီးတို့တွေဒီတမန်လူတွေပြုံးတာနဲ့မတူဘူးပေါ့မြတ်စွာဘုရားပြောလဲဆိုတာရဲဖို့ဆိုတာအဝေးကြီးပဲမြတ်စွာဘုရားဘယ်တော့မှရဲတာမရှိပြုံးစရာအကြောင်းကျုံးလာလို့ရှိရင်မြတ်စွာဘုရားပြုံးတယ်အဲ့ဒီလိုပြုံးတဲ့အခါမှာသွားပြားကလေးတွေပေါ်တယ်အဲ့ဒါတော့လေးပဲပြုံးသွားပေါ်ရင်ပြုံးတယ်ပြုံး လိုပြုံးလိုက်တာအဲ့လိုရသော်ဘုရားပြုံးလိုက်တာဘသူကတတိထားလိုက်လဲလို့ဆိုရင်အနိဗ္ဗာန်မှာခါးစားလို့ကျွေးနေတယ်ရှင်အနန္ဒမထေရကတတိထားလိုက်ဒါပြည့်စဉ်းစားကောင်းစဉ်းစားလိုက်ပဲရသော်ဘုရားကရှေ့ကကြွရှင်အနန္ဒကနောက်ကလိုက်တန်ခါတွေကနောက်ကတန်းပြီးတော့လိုက်ရှေ့ကနေဖျားပြုံးတာကိုရှင်အနန္ဒတို့ဘယ်ပုံသိကြတာလဲ ဘုန်းကြီးတို့တွေကြည့်နေကွာနောက်ကလိုက်သွားရှေ့ကလူပြုံးတာသိပါမလားမသိပါဘူးဗျာ။ဟဲ့သိတယ်เนาะသိတယ်။အဲ့တော့မြတ်စွာဘုရားပြုံးတာကိုရှန္ဒနာနောက်ကလိုက်ပြီးဘယ်လိုသိတော့မြတ်စွာဘုရားပြုံးလိုက်တာတဲ့ပြိုင်နဲ့အမတန်ဖြူစွတ်နေတဲ့ဆွဲသွားလေးစုကရှူရောင်ကလေးတွေဟာလက္ခဏာဝင်းကနေထွက်လာတယ်တဲ့။ အဲ့ဒီအဖြူရောင်လေးတွေကဝင်းနဲ့လက်ခနဲ့ဖြစ်သွားတာရှင်အန္တနာကမြင်လိုက်တယ်ပေါ့ဟုတ်လားပါဘာသာမန်လူတွေရဲ့သွားကအဲ့ဒီလိုမှမဖြူတာမဖြူသည့်အတွက်ကြောင့်အယောင်ထွက်ဖို့နေနေသာသာမဲညင်ညစ်တောင်ဖြစ်နေလေဦးနော်ဟုတ်ပါဘူးဘယ်လိုလုပ်အယောင်ထွက်ကွန်ဆာထားတဲ့သွားကြည့်ဘုန်းကြီးတို့ငယ်ငယ်တုန်းကသွားဖြူခြင်းလို့တိုက်လိုက်ရတာဤသူငယ်တွေနဲ့သွားဖြူခြင်း စာနဲ့တိုက်ဤသေးခဲနဲ့တိုက်တော့တော့ဝါညစ်ညစ်ပဲဘရောမဖြစ်ဘူးနောက်တော့တခါကြီးတယောက်ကပြောတယ်ကိုရင်ကိုရင်တဲ့ကိုရင်တော့တိုက်မနေနဲ့ဘယ်တော့မှမဖြစ်ဘူးတဲ့တဘာဝကိုကဒီအယောင်လုတ်ပေးထားတာဒါကြောင့်မလို့ဒီသွားအသားကဖြူလို့ရှိရင်သွားကဝါညစ်ညစ်ကလေးမှလိုက် အသားမဲရင်တော့သွားကိုဖြူအောင်လုပ်ပေးတယ်ရှိကပ်ပလီရဲ့သွားကြည့်လိုက်ဖွေးစွန်အသားမဲတဲ့လူကြသွားဖွေးစွန်တယ်တိုက်เสียတော့မလို့เนาะ